အားလုံးပဲမင်္ဂလာပါခွဲစိတ်ပညာရဲ့တမိုင်းကိုလေ့လာခြင်းအပိုင်း73ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အပိုင်း73မှာဆိုရင်တော့ကျွန်တော်တို့ဒီခွဲစိတ်ပညာတိုးတက်မှုတွေအဓိကအရေးကြီးတဲ့ဒေါက်တာကြီးတစ်ခုဖြစ်တဲ့မေဇီပညာတိုးတက်လာခြင်းကိုကျွန်တော်တို့အတူတကွာလေ့လာနေတာဖြစ်ပါတယ်အဲ့တော့ဒီ episode မှာဖော်ပြမယ်အကြောင်းအရာကတော့လူတွေဒါခြင်းမှုကိုတတ်တောင်လို့ပေါ်ထွန်းနိုင်ခဲ့တဲ့ဒဏ်ငွေတွေရဲ့ nitrous oxide အကြောင်းပဲဖြစ်ပါတယ် nitrous oxide ဟာပုံမှန်အခန်းအပူချိန်မှာတော့အရာမရှိ မီးမလောင်နိုင်တဲ့တံငွေဖြစ်ပြီးတော့အနှဲငယ်ချွချူအီအီအနှဲနဲ့အရာသာရှိပါတယ်အော် nitrous oxide ဟာကျွန်တော်တို့ထူးသဖြင့်ဆေးဘက်ဆိုင်ရာမှာအသေးစားခွဲစိတ်မှုတွေနဲ့သွားပဆိုင်ရာတွေမှာထုံစေးအနေနဲ့ဒါမှမဟုတ်ပြောရရင်တော့နာကျင်မှုတက်တာစေမယ့်အာနိသင်တွေအတွက်အသုံးပြုပါတယ်ဒါပြင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးဆေးရင်မှာလည်းပါပါတယ် nitrous oxide ကိုတခြားဘယ်နေရာတွေမှာသုံးသေးလဲဆိုတော့ဒီဒုံးမြန်လောင်စာတွေနဲ့မော်တော်ကပြန်ပွဲသုံးလောင်စာစီရမှာ oxidizer အဖြစ်အသုံးပြုပါတယ်နောက်တစ်ခုကတော့ဒီ cream ထုတ်လုပ်နေတဲ့နေရာမှာအမြုပ်ထစေတဲ့တံငွေဖြစ်လေအသုံးပြုကြပါသေးတယ်1900ကျော်လောက်ကဒီ British Polymath ပေါ့နော် Polymath ဆိုတော့သူတို့ရှိမှာ ီဘာသာရဲ့အားလုံးကိုနှံ့ဆက်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကိုခေါ်တဲ့စကားလုံးပေါ့နော်အဲဒီပေါ်လီမက်တယောက်ဖြစ်တဲ့ဂျိုးဆက်ပရိုက်လီဟာနိုက်ထရိတ်အောက်ဆိုက်နိုက်ထရိတ်အောက်ဆိုက်အမိုနီယာဟိုက်ဒရိုဂျင်ကလိုရိုက်နဲ့အောက်ဆီဂျင်တို့ကိုသူ့ရဲ့တကယ်ချင်းနေနဲ့အတူတူရှာဖွေတွေ့ရှိခဲ့တဲ့အင်္ဂလိပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်ဒီ အတန်းငွေတွေကိုအသုံးပြုပြီးတော့အရင်တော့ကုကုသလို့မရနိုင်ဘူးလို့ထင်ထားတဲ့ယောဂါတွေပေါ့နော်ဥပမာဘန်နိုင်ရင်ချက်တို့ TV တို့အတွက်ကုသပေးဖို့ရည်ရွယ်ပြီးတော့ Pneumatic Institution လို့ခေါ်တဲ့တန်းငွေကုတုံးနဲ့ကုသမယ်အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ခဲ့ပါတယ်အဲ့ဒီမှာတကယ်ကိုနာမည်ကျော်ယူပပိတာပညာရှင် Humphrey Davy ကိုဒီ Institute ရဲ့ကြီးကြပ်ရေးမှုပြုတော့ခန့်ခဲ့ပါတယ်။အဲ့လို Newmedic Institution မှာအဲ့ဒီတန်းငွေတွေကိုသူတည်စနာပြုတ်လုပ်နေတဲ့အချိန်မှာ Davy ဟာတကယ် Nitrate Oxide ရဲ့ ထုံစည်းအာနိသင်တွေရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောရမှာပေါ့နော်အဲ့တော့ nitrous oxide ကိုဒီကြီးစရာတဲ့ငွေပေါ့နော် loving gas ကိုစပြီးသုံးဆွဲခဲ့တဲ့ david ဟာသူကိုယ်တိုင်ကိုပဲဒီ nitrous oxide ကိုနှီးပေါင်းစုံနဲ့သူ့ရဲ့သူ့နဲ့သူ့တငယ်ချင်းတွေမျိုးစုံသုံးဆွဲကြည့်ပြီးတော့ဒီ nitrous oxide ရဲ့ ကြိုက်ခဲနာခြင်းတွေပျောက်ကင်းစေတယ်ဆိုတဲ့အာနိသင်တွေနဲ့ရီမောပျော်ရွှင်စေတယ်ဆိုတဲ့အာနိသင်တွေကိုသူကသူ့ရဲ့ချမ်းနဲ့မထည့်သွင်းဖော်ပြခဲ့ပေမဲ့သူကဆရာဝန်တူမဟုတ်တဲ့အတွက်ကြောင့်မို့ခွစိမှုမဟာနိုင်ထွက်အောက်ဆိုင်ကိုသုံးဖို့တိုက်ရိုက်ကြီးအိုင်ဒီယာရခဲ့တယ်သူတော့မဟုတ်ပါဘူးဒါပေမဲ့သူ့ရဲ့ချမ်းနဲ့မှာတော့ဒီနိုင်ထွက်အောက်ဆိုင်နဲ့ပတ်သက်တဲ့အကြိုက်ခဲပျောက်ကင်းစေတဲ့အာနိသင်တွေနာကျင်မှုတက်တာစေအာနိသင်တွေကိုပထမအောင်ဆုံးမှတ်တမ်းနေခဲ့တဲ့သူတွေဖြစ်ပါတယ် ဒေးဗီရဲ့တွေးရှိချက်ကိုအဲတော့ဆေးဘက်ဆိုင်ရာဖွဲ့စည်းရေးကလစ်လူရှုခဲ့တာပေါ့နော်အဲလစ်လူရှုခဲ့တဲ့အတွက်ကြောင့်ဘာဖြစ်လာလဲဆိုတော့ဒီ nitrate oxide ကို British ထက်တန်းလာတဲ့ဂျာတန်းမှာရေပန်းစားလာပြီးတော့ရေစရာတန်းဝင်ပါတီကိုဖြစ်ပေါ်စေခဲ့ပါတယ်လူစုလူဝေးတွေလောက်ပြီးတော့အထူးဒီဇိုင်းထုတ်ထားတဲ့ပိုးဝေးတွေထဲမှာ nitrate oxide တွေကိုထည့်ပြီးတော့ရှူရှိုက်ကြတယ်ရှူရှိုက်ကြပြီးတော့ပျော်ရွှင်ပြီးတော့တဟီးတဟိုင်းဒီမော်ဒန်နေနဲ့အိမ်မက်မဲ့တဲ့လိုထိုင်းမှန်မှုတွေပြည့်နေတဲ့ဖြော်ပြေးတစ်ခုပဲဖြစ်ခဲ့ပါတယ် ဒီပေါင်းများစွာကြာအောင်ပေါ့ဗျာအဲ့ဒီဓာတ်ငွေ့ရဲ့အမကန်လားလားဟာဒီစစ်ပညာဆိုင်ရာတိုးတက်မှုတစ်ခုမဖြစ်ခဲ့ပဲနဲ့လူမှုရေးဆိုင်ရာဖြစ်ရတစ်ခုပဲရှိနေခဲ့ပါသေးတယ်အရာရာကိုပြောင်းလဲစေခဲ့တဲ့အချိန်ကတော့1844ခုနှစ်ကနေဒီကက်ပြည်နယ်ဟတ်ဖို့မြို့ကသွားဆောင်ဝင်သူဖြစ်တဲ့ Horace Ware နဲ့အတူရောက်ရှိလာပါတယ် Horace Ware ကသူအများပြည်သူတွေရှေ့မှောက်မှာပြသတဲ့ဒီ Loving Guest Party တစ်ခုတက်ရောက်ခဲ့ပြီးတော့အဲ့ဒီမှာပါတဲ့သူတို့ကဒီသူ့ချရာကို စိုးစိုးဝါးဒဏ်ရာရသွားတာဟောမှာနာကျင်မှုတစုံတရာမပြပဲနဲ့ဆက်ပြီးကခုံနေတာမြင်ရပြီးတော့သူတော်တော်လေးတုံ့ထုတ်သွားခဲ့ပါတယ်အဲ့တော့အဲ့မြင်ငွင်းရပဲသူစိတ်ထဲမှာအတွေးတစ်ခုဝင်လာခဲ့ပါတယ်ဒီတန်းဝင်ကိုသူနာကျင်မှုမရှိပဲနဲ့သွားနှုတ်ဖို့အတွက်သုံးပြုနိုင်တယ်ဆိုပြီးတော့သူခံစားမိခဲ့ပါတယ်နောက်တစ်နေ့မှာပဲ well ဆက်သူရဲ့လုပ်ဖို့ကံပစ်တီအခုညီကိုရယူပြီးတော့သူကရန်ကို natural outside ကိုရှူပြီးတော့သူ့ရဲ့တငယ်ချင်း risk ကိုသူ့ရဲ့ wisdom 2တချောင်းနှုတ်ခိုင်းခဲ့ပါတယ် ဘသူတတိယလာခါမှာ OS ကတော်လေးဝန်တာအားရနဲ့ကြွေးကြော်ခဲ့ပါတယ်ဒီတွားနှုတ်တဲ့လုပ်ငန်းမှာခက်တဲ့တစ်ခုစတင်ပြီဆိုပြီးတော့ကြွေးကြော်ခဲ့ပါတယ်အဲ့တော့ Buy Yetra တပတ်မှာ Oris ဝယ်ရဒီတက်ဝင်ကို Luna တရာစင်ကြော်မှာအောင်မြင်စွာအသုံးပြုခဲ့ပါတယ်အဲ့လိုအသုံးပြုပြီးတော့သူ့အနေနဲ့ဒီဟာကိုလူရှိသူရှိကိုချပြမယ်ဆိုပြီးတော့1845ခုနှစ်ဇန်နဝါရီလအကုန်မှာဘော်ဆန်မှာရှိတဲ့စေချောင်းသားတွေကို တယုတ်ပြခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးစွာပဲကန်ချမာကသူ့ဘက်မှာရက်တီပေးခဲ့ခြင်းမရှိပါဘူးလူနာအပေါ်မှာ nitrous oxide အာနိသင်မပြခင်မှာပဲသွားကိုနှုတ်လိုက်မိတဲ့အတွက် demonstration ပြတဲ့အချိန်မှာလူနာကတော်တော်လေးနာကျင်စွာအော်ဟစ်ခဲ့ပါတယ်အဲ့ဒီအချက်ကိုကြည့်ပြီးတော့တယုတ်ပြပွဲကိုလာတဲ့ဆရာဝန်တွေကဒီတန်းငွေကိုလိန်လေမှုတစ်ခု အဖြစ်ပိန်ချခဲ့ပါတယ်အဲ့လိုပိန်ချခံရလိုက်တဲ့အချိန်မှာတော့ဟိုရစ်ဆိုရင်ဟာတော်တော်လေးအဆက်ရသွားပြီးတော့ သူကိုယ်တိုင်လည်းစိတ်ကြယောဂါတွေဖြစ်တယ်။ယောဂါပေါင်းစုံဖြစ်တယ်။ဆေးကန်းတွေပိတ်ရတယ်။ဘဝမှာပြဿနာပေါင်းစုံရင်ဆိုင်ရပါတော့တယ်။သူကသွားစည်းကမ်းတွေကိုဖျက်သိမ်းပြီးတော့သူ့ရဲ့ဒူနာတွေအားလုံးကိုရစ်စီကိုလွှဲပြောင်းပေးခဲ့ပါတယ်။နောက်ဖြစ်စဉ်တစ်ခုကတော့1946ခုနှစ်မှာအော်တိုဘာလာမှာမော်ဒန်ကဘော့စတန်မှာဒီအီဒါဘောနော်အဲနိုင်ငံဆိုင်မဟုတ်တဲ့အီဒါထုံစည်းကို အောင်မြင်စွာတရုတ်ပြခဲ့ပြီးတော့အဲ့ဒီနေရာကို Ether Dome ဆိုပြီးတော့နာမည်ပေးခဲ့ပါတယ်အဲ့ဒီအကြောင်းကိုကျွန်တော်နောက် episode မှာအသေးစိတ်ဖော်ပြပေးမှာဖြစ်ပါတယ်အဲ့အဲ့ဒီ modern ရဲ့တရုတ်ပြမှုနောက်ပိုင်းမှာဒီ Horseware ဟာထုံစည်းရှာဖွေတွေ့ရှိမှုကိုတောင်းဆိုဖို့အတွက်ပေါ့နော်သူအရင်တွေ့ခဲ့တဲ့ natural asset ကိုမှတ်ပုံတင်ဖို့အတွက်1944ခုနှစ်ကသူအောင်မြင်ခဲ့တဲ့စံတက်မှုတွေအကြောင်းကိုပြန်လည်ရေးသားပြီးတော့စာတစာအောင် ထုတ်ခဲ့ပါသေးတယ်။ပြောရမယ်ဆိုရင်တော့ဒီအီတာကိုအောင်မြင်စွာစံတက်တရုပ်ပြခဲ့တဲ့ မော်တော်ကလည်း Horace Way သူ့ရဲ့တပည့်ရင်းတစ်ယောက်ဖြစ်ပါတယ်ပထမပိုင်းမှာတော့ Wellesley သူ့ရဲ့တပည့်ရဲ့အောင်မြင်မှုတွေအတွက်ဝမ်းသာခဲ့ပေမဲ့မော်တော်ကသူ့ကိုယ်သူထုံဆွေးရဲ့ရှေ့ဆောင်တဦးဖြစ်ကြီးညာရတဲ့အချိန်မှာတော့တော်လေးစိတ်သက်သာသွားပါတယ်နောက်ပိုင်းမှာတော့သူကဒီ Manhattan မှာတယောက်ထက်နေခဲ့ပြီးတော့တခြားထုံဆွေးအငွေ့တွေဖြစ်တဲ့ Ether နဲ့ Chloroform တို့ကိုကိုယ်တိုင်စမ်းသပ်မှုတွေလုပ်ခဲ့ပါတယ်အဲ့ဒီအချိန်တော့ဘောနော် Chloroform နဲ့ Ether ရှူရှိုက်တဲ့အာနိသင်ကိုဘယ်သူမှသိပြီးတော့မသိကြသေးပါဘူး တော့ဒီပစ္စည်းတွေကိုသူကိုယ်တိုင်စမ်းသပ်ရင်းနဲ့ပဲသူ့ပြည့်စိတ်ပိုင်းဆိုင်ရာတွေငူမှန်မှုတွေဖြစ်လာတာပေါ့ဗျာအဲ့တော့1848ခုနှစ်မှာ33နှစ်ပြည့်တဲ့မွေးနေ့မှာလမ်းမပေါ်ကအမျိုးသမီး2ဦးကိုပြည့်အဝေးစားတွေပေါ့ဆာဖျူရစ်အက်စစ်တွေလောင်းချခဲ့ပါတယ်အားလုံးကိုသူ့ကိုနယူးယောက်ရဲတွေကဖမ်းပြီးတော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ ထောင်တစ်ခုကိုပို့ခဲ့ပါတယ်။သိမကြခင်ဇန်နဝါရီ24ရက်နေ့မှာပဲသူကကလိုရိုဖောင်းကိုရှူရှိုက်ပြီးတော့သူ့ရဲ့ဘဲဘဲပေါင်းတွေးလွတ်ကျော်မိုးစိတ်ထားနဲ့ဖြတ်ပြီးတော့သူ့အခန်းထဲမှာပဲသူကသူအဆုံးစီရင်သွားခဲ့ပါတယ်။သူဟာပြောရရင်အသက်33နှစ်အရွယ်တကယ်အရွယ်ကောင်းပါပဲ၊ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။သူတည်ဆုံးခြင်းမတိုင်မီ12ရက်လို့မှာဒီပြင်သစ်ကမှာရှိတဲ့ပါရီစေပညာအဖွဲ့ကြီးကသူ့ကိုနာကျင်မှုမရှိဘဲခွဲစိတ်မှုကို လုတ်ဆောင်နိုင်ခဲ့တဲ့ပထမဆုံးသူဖြစ်မဲဘေဘီခုံပြုခဲ့ပါတယ်။ဒါအပြင်သူ့ကိုအကုန်လုံးဆောင်အဖွဲ့ဝင်ဖြစ်ရွေးချယ်ပြီးတော့အကုန်လုံးဆောင်ဘွဲ MD ဘွဲကိုလည်းပေးရခဲ့ပါတယ်။ဒါပေမဲ့ Horace Wells ကလွန်ပြီးမှဒီတိမတ်ပြုမှုတွေဟာနယူးယောက်ကိုရောက်လာခဲ့တာကြောင့် Horace Wells အနေနဲ့ဒီဆုံးဖြတ်ချက်တွေကိုသူသိမသွားခဲ့ပါဘူး။ ကံကောင်းစွာနဲ့ပဲဒီ nitrate oxide ရဲ့ဇလန်းကတော့ဆုံးမသက်သေးပါဘူးအဲ1863ခုနှစ်မှာ Horace Ware ကိုကူညီခဲ့တဲ့ Garner Quincy Colton နဲ့သူရဲ့လုပ်ဖော်ကင်ဘက်တွေဟာလူနာပေါင်း2000ခွဲကျော်လောက်ကိုဒီ nitrate oxide ပေးပြီးတော့သွားမဆိုင်ရကုသမှုတွေလုပ်နိုင်ခဲ့ပါတယ်ပြောရမယ်ဆိုရင်တော့ nitrate oxide ဟာဒီဆေးရုံကြီးတွေမှာပြုတ်လုပ်နေတဲ့ခွဲစိတ်မှုအကြီးစားတွေအတွက်တော့ ူတူရောက်ထဲ၃ရောက်လောက်တော့ဆွမ်းထဲမှုတော့မရှိပါဘူးဒါပေမဲ့အဲ့ဒီခေတ်ကတပြိုင်တည်းဆိုသလိုပေါ်ပေါက်လာတဲ့ ether နဲ့ chloroform လို့ပို့ပြီးတော့အဆွမ်းထက်တဲ့အမေစီလေးနဲ့တွဲပြီးတော့အသုံးပြုလေးရှိပါတယ်အဆုံးသတ်အနေနဲ့ပြောရရင်တော့ကျွန်တော်တို့ဒီ Joseph Brisley ရဲ့ Dagwagan နေရာနေ Humphrey Davy ရဲ့ Egan Party တွေစီမှာအသုံးတော်ခံခဲ့တဲ့ Nitrous Oxide ဟာနောက်ဆုံးမှာ Horace Wayne ရဲ့တော်ဘက် ဆိုင်ရခွဲစိတ်မှုတွေအထိရောက်လာခဲ့ပါတယ်။တိစ္ဆာလန်လေးကိုကြီးကြီးအဖြစ်ကျွန်တော်တို့သိပ္ပံနီကျစူးစမ်းလို့စိတ်နေလူသားတွေရဲ့ဇွဲလုံးလောက်ဝရိယာတွေရဲ့တက်တည်ပါပဲ။ဒီနေ့ခေတ်မှာတော့ online ဆွဲဆောင်ဆိုင်ဟာတန်ပေါင်းများစွာသောလူတွေအတွက်သိတတရမှုကိုပေးစွမ်းနေတဲ့ဆေးပဆိုင်နဲ့တောပဆိုင်လုပ်ငန်းတွေရဲ့စံနှုန်းတစ်ခုဖြစ်ပါတယ်။အဲတော့သူ့ရဲ့ down site ကတော့ဒီ online ဆွဲဆောင် site ကိုဗန်းဖြေတဲ့မူရီစီနေနဲ့အသုံးပြုကြတာပါပဲ။အရင်မောစရတဲ့ကုန်သတိကြောင့်လူတွေများတဲ့ online ဆွဲဆောင် site ကို များသောအားဖြင့်တော့ဘေးထွက်ဆိုးကျိုးမရှိတဲ့အပျော်စားဆေးတစ်ခုဆိုပြီးတော့ရှုမြင်ကြရမှာပဲ။ဒါပေမဲ့တကယ်တမ်းမှာတော့အလောက်တော့မရေရပါဘူး။နောက်နိုက်ထရိုက်ဆောက်ဆိုင်ကဗဟိုအာရုံရောစနစ်ကိုနှွေးကွေးစေတဲ့တဲ့မျိုးဖြစ်ပြီးတော့ပျော်ရွှင်မှုစိတ်ပန်းပြေမှုဂျီနီမှုတွေခံစားရတာဒါဟာဟာရည်တာမျိုးတွေအမြင်အာရုံနဲ့အတန်တွေပုံပြပန်းပြဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။အော် night dress outside ကိုအလွယ်သုံးဆုံးမှုနဲ့ပတ်သက်ပြီးတော့အဓိကစိုးရိမ်စရာတစ်ခုကတော့လူရီယာဒီတက်ငွေကို တခြားသောမိုးရစ်စေတဲ့အရာတွေနဲ့ပေါင်းဆက်ပြီးသုံးဆွဲလို့ရှိတာပါပဲ။ဒါ့အပြင် natural oxide အာနိသင်ခဏခဏနဲ့တွေ့လူတွေဟာအာနိသင်ကိုဇက်တိုက်ဇက်တိုက်ထက်လို့ကျွန်တော်ထပ်သုံးရင်းနဲ့မူလရွေထားတာနဲ့ပို့ပြီးတော့သုံးနိုင်တဲ့အနေအထားဖြစ်ကုန်ပါတယ်။ဒါပေမဲ့စားတောက်လို့မှသုံးနိုင်တဲ့ဈေးဝက်မှာအလိုတကူရရှိနိုင်ပြီးတော့အထူးသဖြင့် online မှာဈေးပေါ်နဲ့ဝယ်ယူရရှိနိုင်တာကြောင့် social network ကလေးတွေတော့ အလိုတကူဝယ်လို့ရနိုင်ပါတယ်2018 2019အင်္ဂလန်နဲ့ဝေဒပြည်နယ်မှာရှိတဲ့ criminal record စစ်တမ်းတွေရာ nitrate outside ဟာ britain နိုင်ငံမှာရှိတဲ့16နှစ်ကနေ24နှစ်ကြာလူငယ်တွေဂျားတန်းမှာဈေးကြောက်ပြီးရင်ဒုတိယလူကြိုက်အများဆုံးမူရစီလည်းဖြစ်ပါတယ်အသက်17နှစ်အရွယ်ကလေးတွေအထိတုံးဆွဲနေတယ်ဆိုတဲ့သတင်းတွေလည်းတွေ့ရပါတယ် နောက်ထပ် outside ကိုအလွယ်သုံးကြီးကနေဖြစ်လာတဲ့အန္တရာယ်တွေဟာတခြားမူရစီပေါ်တဲ့နှိုင်းရှင်ရဲ့နဲ့တယ်လို့ဆိုရပါမယ်အလွန်အလွန်အလွယ်တကူရရှိနိုင်တာကြောင့်မိဘတွေအတွက်စိုးရင်စရာလည်းဖြစ်နေပါဗါးအဲ့တော့ဘာလို့လဲဆိုတော့ဗျာကလေးတွေကဒီ natural outside ကိုရေစရာတန်းဝေးဆိုပြီးတော့အပျော်လေးစသုံးပြီးပြီးတော့နောက်ပိုင်းမှာဒီတက်ဆိုးွားတဲ့အန္တရာယ်များတဲ့ဆွဲလန်းစီတွေတခြားမူရစီပေါ်တွေကိုပါဆွဲလန်းသွားနိုင်လို့ပါပဲအဲ့တော့ now ten လာမယ့် episode ဒီမှာဒီတခြားတန်းဝေးတွေဖြစ်တဲ့ either နဲ့ လို form အကြောင်းကိုဆက်လက်ပြီးဆွေးနွေးတင်ပြသွားပါမယ်အခုလိုကြည့်ရှုနားထောင်ပေးတဲ့အတွက်လည်းအားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးလို့မြန်တိုင်းရခင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ